လူတယောက်ဟာမေတ္တာကိုတည်ဆောက်တော့မယ်ဆိုလို့ရှိရင်အပြစ်ကိုမချိနဲ့ကောင်းတာလေးကိုရှာချိကောင်းခွက်ကိုရှာမေတ္တာကိုပွားလို့ဆိုတဲ့အတိုင်းကောင်းတဲ့အကွက်ကလေးကိုကြည့်ပြီးတော့မေတ္တာပွားလိုက်ရလူတိုင်းလူတိုင်းဟာအဆိုးကြီးမဟုတ်ဘူးအကောင်းနေရှိတတ်သေးတယ်အဆိုးတွေကိုမေ့ထားလိုက်အကောင်းလေးကိုကြည့်ပြီးမေတ္တာရအောင်သူ့ရဲ့ အပေါ်မှာမေတ္တာတက်ဖြစ်အောင်ကိုယ်ရင်ထဲမှာမေတ္တာပြိုးပါလို့ဆိုလိုတယ်။သူ့ကိုမေတ္တာပို့တာမဟုတ်ဘူးနော်လူတွေလွဲမှားပြီးတော့မေတ္တာပို့ခိုင်းနေတာပြောတာမဟုတ်ဘူး။ကိုယ်ရင်ထဲကအမုန်းတရားပြောက်ဖို့ရာအတွက်မေတ္တာတက်ကိုတည်ဆောက်နော်။အဲ့တော့တိဆောက်တဲ့အခါမှာကိုယ်ရင်ထဲမှာပဲတိဆောက်အောင်သို့သောအာယုံပြုတဲ့အနေနဲ့ကတော့ကိုမုံတဲ့ပုဂ္ဂိုလ်အာယုံပြုပြီးတော့ ဥပ္ပမမုန်းတဲ့စိတ်ပျောက်သွားအောင်ကိုယ့်ရင်ထဲမှာမေတ္တာတည်ဆောက်ပါလို့